အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အိုင်ဘန်မှာ2025စက်တင်ဘာလစခွင့်ရနေ့ရက်နေ့ပုံတခုနေအတွက်ကမ္ဘာရွှေရောင်းဝယ်လို့ကိုနီးပညာပိုင်းရရောသတင်းပိုင်းချက်လိုက်ရပါခမန်းသုံးသပ်ပေးသွားမှာဖြစ်တယ်ပထမအဦးဆုံးအနေနဲ့ကမ္ဘာရွှေကိုနီးပညာအရခမန်းသုံးသပ်ပေးသွားမှာဖြစ်တယ်ကျွန်တော်ကမ္ဘာရွှေကိုနီးပညာအရခမန်းသုံးသပ်တဲ့အခါမှာကျွန်တော် A4 time frame နဲ့ကျွန်တော်ခမန်းသုံးသပ်ပေးသွားမှာဖြစ်တယ် A4 time frame ဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကနေ့တုန်းတုံးတုံးရဲ့ကြာချိန်ကြာချိန်လေးဟာ၄နာရီကြာပါတယ်၄နာရီကြာတဲ့အခါဒါ၄နာရီကြာတာကြောင့်ကျွန်တော် time frame A4 time frame နဲ့ကျွန်တော်ခမန်းသုံးသပ်ပေးသွားတာဖြစ်တယ်ဒီ time frame နေရ ော့ကိုကျွမ်းကျင်တဲ့ပုံမှာမူတည်ပြီးတော့သုံးသက်တာတွေအယောင်းဝယ်လောက်တာတွေရှိပါတယ်ဘယ်လိုမျိုးလဲဆိုရင် H1 နဲ့သုံးသက်ပြီးတော့အယောင်းဝယ်လောက်ကြတာတွေလည်းရှိတယ်အဲဒီ15မိနစ် time frame နေမိနစ်30 time frame နေ day 1 time frame နေဒါတွေနဲ့သုံးသက်ပြီးတော့အယောင်းဝယ်လောက်တာတွေရှိတယ်အဲဒီကနေကျွန်တော် A4 time frame နဲ့ကျွန်တော်ခံမှန်းသုံးသက်ပြီးတော့ဖြစ်တယ်ဟုတ်ပြီအဲကျွန်တော်တို့ဒါသုံးသက်တဲ့ခါမှာလက်ရှိကပတ်ရွှေစည်းပေါက်စည်းကဘယ်လောက်ပေါက်နေလဲဆိုရင်လက်ရှိကပတ်ရွှေပေါက်စည်းဟာလို့ရှိရင်တအောင်စကိုတအောင်စကို3680ပေါက်နေတာဖြစ်တယ်3680ဆိုလို့ရှိရင်ဈေးကကျနေတာဖြစ်တယ်ဘာကြောင့်ဈေးကျနေတယ်လို့ကျွန်တော်တို့ပြောလို့ ေးရလဲဆိုရင်ကျွန်တော်တို့ဒီနေ့ဘုရဟူးနေ့မနက်ပိုင်းဟွန်းဈေးစားဖွင့်ကြတဲ့ကနေကမ္ဘာရွှေဈေးကတအောင်စားကို3600 89ကနေဈေးစားဖွင့်ခဲ့တယ်လက်ရှိချိန်ဒီအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးဟာ3695ဒီဈေးတက်ခဲ့ပြီးပါပြီလက်ရှိချိန်ဒီအနှိမ့်ဆုံးကျခဲ့ပြီးတဲ့ဈေးဟာ3669ဒီဈေးကျခဲ့ပြီးပါပြီဒါကိုကြည့်ချင်းအားဖြင့်ဆိုရင်ကမ္ဘာရွှေဈေးရဲ့အနေထားဟာလက်ရှိဈေးအနေထားဈေးကျနေတာဈေးတက် အားတာနေလားဆိုတော့ကျွန်တော်တို့သိလို့ရမှာဖြစ်တယ်။3689မှာဈေးစောက်ဖွင့်ခဲ့ပြီး3695ဒီဈေးသက်သွားခဲ့ပြီးတော့3669ဒီလက်ရှိပြန်ကျနေတဲ့အနေအထားကိုကျွန်တော်တို့တွေ့လို့ရဖြစ်တယ်။ဟုတ်ပြီဒါကလက်ရှိရဈေးကွက်အနေအထားကိုကျွန်တော်တို့ပြောပြီးပြီးကျွန်တော်တို့ဒီနေ့ညမှာတော့ဒါသတင်းပိုင်းကြီးကြီးမားမားတွေတဲ့ US နိုင်ငံ interest rate တရင်ထွက်ဖို့ရှိတယ်။ဒီတရင်မတိုင်ခင်ကတော့ဈေးကတော့အေးနေဖြစ်တယ်လက်ရှိလည်းဈေးကွက်ကအေးနေတာဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့ဒီသတင်းမထွက်ခင်ကာလဒီသတင်းမထွက်ခင်အဲအပိုင်းနိုင်ပိုင်းအပိုင်းခြားကာလမှာကျွန်တော်ဈေးကိုဟို ို့ဒါဘယ်လောက်ထိတော့ online နဲ့လဲဘယ်မှာဝယ်တယ်လဲဘယ်မှာရောင်းတယ်လဲတို့တစ်ချက်ဒါပြောပြီးသွားမှာဖြစ်တဲ့အတွက်ဒါမိတ်ဆွေရဆက်လက်ပြီးတွားပြီးပြောလို့ရတယ်ကျွန်တော်သုံးသပ်ချက်တရားညပိုင်းနေကိုအသုံးဝင်ခြင်းမှာဝင်လိုက်မယ်ဘာကြောင့်လဲဆိုညပိုင်းကတင်းကြီးဖြစ်တဲ့အတွက်ဈေးကွက်တွေလှုပ်ခတ်တာတွေဖြစ်လာနိုင်တယ်ဈေးကွက်တွေလွှဲချော်တာမျိုးတွေလည်းဖြစ်လာနိုင်တယ်ဒါကြောင့်ကျွန်တော်တရင်မထွက်ခင်ကာလအထိကျွန်တော်သုံးသပ်ချက်တရားအကျုံးဝင်ပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်ဒီလက်ရှိရဲ့ဈေးကွက်အနေထားက ပဲဈေးရောင်းကိုဖောက်တဲ့ဘလောက်ထိတက်လာနိုင်မလဲဆိုတော့ကျွန်တော်ပြောပေးသွားမှာဖြစ်တယ်။လက်ရှိရဲ့ဈေးကွက်အနေထားတော့ဈေးကတော့ကန်နေအရောက်ကြည့်မယ်ဆိုလို့ရှိရင်ဈေးကဒီမှာအကြအားတာနေတာဖြစ်တယ်။ဆက်တိုက်ဆက်တိုက်ကျနေတာဖြစ်တယ်။အတုံးနေဆိုလို့ရှိရင်ဒီမှာဘဲကန်နေတုံးတွေကိုတွေ့နေရတာဖြစ်တယ်။ဟုတ်ပြီ။ဒါကြောင့်ကျွန်တော်တို့ဈေးကဒီနေ့လက်ရှိရဲ့လက်တော်ဈေးကွက်အနေထားကဘလောက်ကိုဖောက်တက်နိုင်ပြီလို့ရှိရင် ေးဆက်တက်နိုင်တယ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့လက်ရှိရဲ့ဈေးကွက်အနေထား3695အထိတော့ဈေးကအမြင့်ဆုံးဒီနေ့လက်ရှိချိန်ထိ3695အထိဈေးရက်တက်ထားပြီးပါပြီဒီ3695ကိုတော့ဈေးဖောက်တက်နိုင်မှာတော့3903အထိဒါစံချိန်တက်အမြင့်ဈေးဆုံးလေးအထိပြန်တက်နိုင်မှာဖြစ်တယ် ဒီ3903ဈေးတန်းကိုဆက်လက်ဖောက်တက်နိုင်မှာနောက်ထပ်ဆန်ချိန်တည်းဈေးတန်းတွေကိုမြင်ရနိုင်မှာဖြစ်တယ်။လက်ရှိကတော့3695ကိုဖောက်တက်နိုင်မှာဈေးအသက်ကိုမျှော်လို့ရမှာဖြစ်တယ်။3695ကိုဒါဖောက်တက်နိုင်ရင်မရှိလို့ရှိရင်ဈေးကတော့ဆက်လက်ပြီးအကျအားသာနိုင်မှာဖြစ်တယ်။ဟုတ်ပြီ။ဒါကကျွန်တော်တို့လက်ရှိရဲ့ဈေးကွက်အနေထားသတင်းမထွက်ခင်ကာလအတိုင်းတာမှာ3695ကိုဖောက်တက်နိုင်မှာဈေးကျလာလို့ရမယ်ဆိုတာကျွန်တော်ပြောပြတာဖြစ်တယ်။ဈေးဒါဘယ်လောက်ကိုဖောက်တက်နိုင်ဘယ်လောက်ထိတက်လာနိုင်မလဲဆိုကျွန်တော်ပြောပြပြီဆိုလို့ရှိရင်ဒီကာလအတွင်းဒီ ဘယ်လောက်ထိဘယ်ကိုဖောက်ကြနိုင်ရင်ဈေးဘယ်လောက်ကျနိုင်နေမလဲဆိုကျွန်တော်ဆက်လက်ပြီးပြောပြသွားမှာဖြစ်တယ်။လက်ရှိရဲ့ဈေးကွက်အနေထားဟာအဲကျွန်တော်တို့3600ဒါ60ခုပေါက်နေတာဖြစ်တယ်။ကျွန်တော်တို့3600 90ဟိုတာဖောက်ကြနိုင်ခဲ့ရင်တော့ဈေးကအကျအားကောင်းကောင်းနဲ့ကျလာနိုင်မှာဖြစ်တယ်။ဘယ်လောက်ထိကျလာနိုင်လဲဆိုတော့လက်ရှိကတော့ဒီမှာ trend ကိုလာပြီးတော့ဒီမှာထောက်နေတာဖြစ်တယ်။ဒီဈေးတန်း3600 90ဟိုတာဖောက်ကြနိုင်ခဲ့ပြီဆိုရင်တော့3600 65 3000 655ဝန်းကျင်လောက်ထိကိုအကျမြှောက်လို့ရမှာဖြစ်တယ်။ဒါကအဲ3690ကိုဖောက်ကျနိုင်ခဲ့ပြီဆိုလို့ရှိရင်3665 3655အထိကိုဈေးကျမြန်မြှောက်လို့ရမှာဖြစ်တယ်။ဟုတ်ပြီ။ကျွန်တော်အမြင်ရဆိုလို့ရှိရင်ကျွန်တော်ရဲ့သုံးသက်ချက်တွေအရဆိုလို့ရှိရင်ဈေးကွက်က3665ဒီ55ဝန်းကျင်လောက်ထိဈေးကျလာနိုင်ဦးမယ်လို့ကျွန်တော်ခန့်မှန်းသုံးသက်ထားဖြစ်တယ်။ဒါပေမဲ့ဈေးကျမယ်ဆိုပြီးတော့ဆက်လက်ပြီးအယောင်တွေကို overlock site တွေနဲ့ရောင်းတာမျိုးတွေဝယ်တာမျိုးတွေတော့မလုပ်စေချင်ဘူး။စနစ်တကျနဲ့အယောင်တောင်းပြီးမှတကျအောင်အယောင်ဝယ်လို့ကျွန်တော်အကြံပြုပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ဟာ risk အရမ်းများပါတယ်သတင်းကြီးပိုင်းနေဖြစ်တဲ့အတွက်တစ်ချက်လေးမှားတာနဲ့ရှုံရှုံမှုတွေများစွာတွေအေးရှိလာနိုင်တယ်တစ်ချက်လေးမှန်တာလည်းဒါအဲဒီကိုရပိုင်ခွင့်တွေရှိတာလည်းများလာနိုင်တယ်ဖြစ်တယ်လို့ရှုံရှုံမှုလည်းများပါတယ်ဒါကြောင့်ကျွန်တော်ကသတိနဲ့စတိတကျနဲ့ရောင်းမလို့ကိုအကြံပြုတယ်ဟုတ်ပြီဒါကကျွန်တော်ဒီရဲ့ လက်ရှိကာလရဲ့ဈေးကွက်အနေအထားတွေကျွန်တော်ပြောပြပြဆိုလို့ရင်ဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲဆက်လက်ပြီးပြောပြသွားမှာဖြစ်တယ်။ကဲလို့ဒါမိတ်ဆွေရကြတော့ကျွန်တော်ရဲ့သုံးသက်ချက်တွေမရှင်းတာပဲဖြစ်စေကျွန်တော်တို့ဒါ Viber Telegram တွေမှာဆက်သွယ်လို့ရပါတယ်။အဲဒီအကယ်လို့မိတ်ဆွေရတာ Tree Account ဖွင့်နေတာပဲဖြစ်စေ VPN Signal လိုချင်တာပဲဖြစ်စေကျွန်တော်ရဲ့ Telegram နဲ့ Viber တွေမှာလာရောက်ပြီးဆက်သွယ်လို့ရပါတယ်။အကယ်လို့ဒါမိတ်ဆွေရ Tree Account ဖွင့်တဲ့အခါမှာညတိတ်ခ Free တွေလိုချင်တာတွေ Commission Free လိုချင်တာတွေအေးပြီးတော့ဒီ Separate နည်းစွာနဲ့အဲ Separate နည်းနည်းနဲ့အကောင့်တွေမောင်းနည်းနည်းနဲ့ဖွင့်ချင်တာတွေဆိုလို့ကျွန်တော် ော်ဒါရိုက်ဆက်တော့ပြီးဆွေးနွေးလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအဲဒါဆက်လက်ပြီးတော့ကျွန်တော်ဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲကျွန်တော်ပြောပေးသွားမှာဖြစ်တယ်လက်ရှိကျွန်တော်ဘိုင်အော်ဒါအနေနဲ့အရင်ပြောပေးသွားမှာဖြစ်တယ်ဘိုင်ဘိုင်အနေနဲ့လက်ရှိအစည်းအဝေးကဘိုင်လို့ရလားကျွန်တော်အမြင်ကခဏနေရပြောထားပြီးပြီဈေးကဆက်လက်ပြီးတော့ကျနိုင်အောင်ပါဖြစ်တဲ့အတွက်ကျွန်တော်ဒီဈေးတန်းမှာအဝယ်မကြိုက်ပါဘူး။ဘယ်မှာအဝယ်ကြိုက်တယ်လဲဆိုလို့ရှိရင်3600 65 3655ဒီမှာဟိုရိုက်ပါတယ်အလောက်ဒီမှာဝယ်ပါ TV အမြတ်ပိုင်းစည်းတန်းနေရာဘယ်မှာအမြတ်ပိုင်းရမှာလဲဆိုလို့ရှိရင်36600ဒီမှာအမြတ်ပိုင်းမှာ SN အရှုံးပိုင်းစည်းတန်းနေရာတော့ဒါမိတ်ဆွေရဲ့ trade ကောင်းရင် lot site တွေပေါ်မှူတည်ပြီးတော့အရှုံးခံနိုင်တဲ့ပမာဏကိုချိန်ပြီးတော့ထားပါဘယ်မှာထားတဲ့နည်းလဲဟိုတော့ကျွန်တော်ပြောပြသွားမှာဖြစ်တယ်ဘယ်မှာထားတဲ့နည်းလဲဆိုလို့ရှိရင်အဲ36600အာဒီ 60အဲ59လောက်မှာဒါအယုံပိုင်းမှာ10ဆဲ order ကိုကျွန်တော်ပြောပြသွားမယ်အဝယ်အတွက်ပြောပြဆိုရင်ဆဲ order ဆဲအယောင်ရောပဲလက်ရှိဈေးထဲမှာရောင်းတင်လာတာ3668နားမှာရောင်းတင်လာလားဆိုလို့ရှိရင်လုံး3680ကိုဖောက်ကြရင်တော့ဆက်ကြမှာဖြစ်တဲ့အတွက်လက်ရှိဈေးထဲဒီ3668မှာရောင်းလို့ရပါတယ်ဒီပြီးအမြတ်ပိုင်းဈေးထဲကတော့ဘယ်မှာပိုင်းရမလဲဆိုတော့3665 3600 60 ၃လောက်မှာအမြတ်ပိုင်းမှာအစံအရှုံးပိုင်းစည်းရနာဒါမိတ်ဆွေက ိုရှုံရှုံခန္ဓာနဲ့ပမာဏကိုထားပါဘယ်မှာထားတင်တယ်လဲတော့ပြောပြသွားမှာဖြစ်တယ်ဘယ်မှာထားတင်တယ်လဲဆိုရင်သုံးလုံးချောက်ရ83မှာအဆန်ထားပါဒါကမိတ်ဆွေတွေအတွက်ဘယ်မှာဝယ်တင်တယ်လဲဘယ်မှာရောင်းတင်တယ်လဲကို TPS ဆန်တွေကိုတခါလေးပြောပြသွားတာဖြစ်တယ်ကေလူနာမရှင်းတာရှိရင်ကျွန်တော်ဒါရိုက်ဆက်တွေ့ပြီးဆွေးနွေးလို့ရပါတယ်ဒါကနှီးပညာအရခံမှန်းသုံးသပ်ပြီးသွားတာဖြစ်တယ်နှီးပညာအရခံမှန်းသုံးသပ်ချက်ဖြစ်တာကြောင့်တရားရခိုင်လုံးမှန်ကန်မှုတော့မရှိပါဘူးဒါကျွန်တော်တူဦးတဲ့အမြင်သုံးသပ်ထားခြင်းဖြစ်ပါတယ်ဟုတ်ပြီနှီးပညာအရသုံးသပ်ပြတော့ပြီဆိုရင်ကျွန်တော်သတင်းပိုင်းအရသုံးသပ်ပြီးသွားမှာဖြစ်တယ်သတင်းပိုင်းရောဒီနေ့သတင်းထွက်ဖို့ရှိလားတစ်ချက်လောက်ကြည့်ကြရအောင်ကျွန်တော်ရှိပိုင်းမှာပြော လို့တည်င်းကတော့ထွက်ဖို့ရှိပါတယ်။ဘာတည်င်းလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါမြန်မာစံတော်ချိန်ညဆယ်ဒီဟိုဘက်ကိုပေါ်ကြလာမရင်းနေ့မနေ့အစောပိုင်းကိုတော့ပါသွားတယ်ဒါပေမဲ့ဒီနေ့ညနဲ့ဆက်ဆက်ပြီးတော့ဖြစ်သွားတဲ့အတွက်ကြောင့်မြန်မာစံတော်ချိန်ညဆယ်လနာရီခွဲမှာထွက်ရှိသွားမှာဖြစ်တယ်။ဆယ်လနာရီခွဲမှာထွက်ရှိမဲ့တည်င်းကဘာတည်င်းလဲဆိုလို့ရှိရင်ဘာတည်င်းလဲဆိုရင်ဒီ investor တွေ trader တွေအများဆုံးစောင့်ကြည့်နေတဲ့ US နိုင်ငံရဲ့ဗဟိုဘဏ်ဒုံးလုံးတည်င်းဖြစ်တဲ့ ဘဟုဘန်ဒိုးနှုံးရဲ့အဲဒီဘန်ဒိုးနှုံးအတူအယော့ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ဒီဈေးွက်တွေလှုပ်ရှားမှုတွေအသက်အကျတွေအကျန်းလာတာမျိုးတွေဖြစ်တဲ့ဒီဘဟုဘန်ဒိုးနှုံးကလက်ရှိတိုင်းပဲထားမလားကျွန်တော်တို့ဒီလောက်ပဲထားမလားဒီထက်ပဲယော့မလားဒီထက်ပဲတိုးမလားဒါတွေကိုစောင့်ကြည့်ပြီးတော့ဈေးွက်တွေကလှုပ်ရှားတာတွေလှုပ်ခတ်ကျန်းလာတဲ့မျိုးတွေဖြစ်လာနိုင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီသတင်းတော့ရှိတယ်အဲဒီသတင်းတွေဖြစ်ပြီးလို့ရှိရင်ဒီ intro rate တွေထွက်ပြီးလို့ရှိ FOMC meeting တွေဒီ FOMC statement တွေဒီဘောဝဲကပြောမှာတွေရှိတာဖြစ်တဲ့အတွက်ဒါဈေးွက်ကတနာရီလောက် နိုင်ပွဲဝင်ကြလောက်ထိကိုဈေးကလှုပ်ခတ်အောင်မှာဖြစ်တဲ့ဒါလေးကိုတော့တစ်ချက်သတိထားပါသတင်းပိုင်းနေရှိပါတယ်ဟုတ်ပြီဒါမရှင်းဘူးဆိုရင်ကျွန်တော်ဒါရဲ့ဆက်တက်ပြီးဆွေးနွေးလို့ရတယ်ဟုတ်ကဲ့ပါခင်ဗျာအဲကျွန်တော်ရဲ့ဒီဗီဒီယိုလေးလည်းအဆုံးထိကြည့်ပေးတဲ့အတွက်မိတ်ဆွေများအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်